ရွှေဖြီချိန်တခြင်းနဲ့အီရှာတောင်းအဝေါ်မှာဆူရခဲ့တဲ့သဆိုင်ပရိသတ်တွေအားလုံးမင်္ဂလာပါရှင်စမ်းချစ်တဲ့ယတနာတခြင်းကိုပြန်လည်ခန်းစားတတ်ဝင်သိဆိုခဲ့တဲ့တေးသင်ရှင်သဆိုင်ကိုအားလုံးသိကြမယ်လို့ထင်ပါတယ်စမ်းချစ်တဲ့ယတနာတခြင်းဟာလေသဆိုင်ပြန်လည်သိဆိုမှပရိသတ်တွေလူပိုတိလာပြီးလူတွေပိုကြိုက်လာခဲ့တာဖြစ်ပါတယ်စမ်းချစ်တဲ့ယတနာတခြင်းကလည်းပရိသတ်တွေကြားမှာအတော်လေးကိုအောင်မြင်ခဲ့ပြီးသဆိုင်ကလည်းအဲ့ဒီတခြင်းနဲ့အမှုပညာလောကလေးကိုစတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ် နောက်ပိုင်းမှာတော့သဆိုင်တရားအမှုပညာအလုပ်တွေဆက်လက်လုပ်ကိုင်ခဲ့တယ်လို့တချင်းတွေကလည်းတည်ဆိုခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တချင်းတွေကလည်းအကောင်းဆုံးကြိုးစားထားတဲ့တချင်းတွေဖြစ်ကြောင်းကြည်ရနဲ့တည်သားစေတာဖြစ်ပါတယ်။ဒီဇိုင်းတချင်းတွေရဲ့ music video တွေဟာအမိုက်စားရိုက်ချက်တွေနဲ့အကောင်းဆုံးရိုက်ကူးထားပြီးမြမအလှမြမတဘာဝတွေကိုချပြထားတာမျိုးတွေကြီးပဲဖြစ်ပါတယ်။ ။သဆိုင်ရဲ့တချင်းဗီဒီယိုတွေဟာလည်းငွေကြေးမြောက်များစွာအကုန်ကျခံပြီးရိုက်ကူးခဲ့တယ်လို့အမှုပညာနဲ့လှပမှုပေါင်းများစွာကိုချပြထားတာဖြစ်ပါတယ်။အဲဒီလိုအမှုပညာကောင်းတွေကြောင့်လည်းသဆိုင်ဟာထိုင်းနိုင်ငံမှာကျင်းပပြုလုပ်တဲ့ Asia Dot Award 2025မှာရွှေပြည်ချင်းတချင်းဗီဒီယိုနဲ့ creative ဆုကိုထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ရွှေပြည်ချင်းတချင်းဟာဆိုရင်လည်းရှမ်းပြည်နယ်ရဲ့အလားရိ လက်ဖက်ခူးချင်းရှမ်းပြုံမေးလေးတွေရဲ့လှပမှုတွေရှမ်းရွာအကာလာတွေအပြင်ရှမ်းပြည်နယ်ရဲ့ရှုခင်းတွေဟိုက်ပါရေတကွန်ကိုအပေါ်စီကနေရိုက်ကူးထားတဲ့အမိုက်စားရိုက်ချက်တွေပါဝင်နေတာဖြစ်ပါတယ်။ဒီတချို့ဟာလည်းအတော်လေးအမှုပညာလက်ရမြောက်တာဖြစ်ပါတယ်။ရွှေပြည်ချင်းတချို့ဟာပြန်ဆိုတေးဖြစ်ပြီးတော့မူရင်းပိုင်ရှင်ကတော့ကွယ်လွန်သွားပြီဖြစ်တဲ့စိုင်းဆိုင်မော်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြန်ဆိုတေးတည်ဆိုရင်တတော်များများကလက်မခံကြမဲ့ဆဲကြတာများတာဖြစ်ပါတယ်။ဒါကြောင့်လည်းပြန်ဆိုတေးတည်ဆိုတဲ့တေးတန်ရှင်တွေဟာလည်း အတော်လေးတာဝန်ကြီးတာဖြစ်ပါတယ်။ဒါပြင်ကနဝင်တီးတန့်ရှင်ကြီးတွေရဲ့တခြင်းကိုပြန်လဲတည်ဆုံရင်ပို့ပြီးတာဝန်ကြီးတာဖြစ်ပါတယ်။သဆိုင်ကတော့ပြန်ဆိုတီးရီကိုသူ့ရဲ့တီထွင်မှုပုံစံနဲ့အကောင်းဆုံးချပြပြီးတခြင်းဗီဒီယိုတွေကိုလည်းငွေမချွေတာပဲအကောင်းမွန်ဆုံးလုပ်ခဲ့တာဖြစ်ပါတယ်။ဒီတခြင်းမှာလည်းသဆိုင်ရဲ့ကြိုးစားမှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီတချင်းကြောင့်လဲရှမ်းပြည်နယ်ရဲ့အလှတွေကိုကဘာတဝမ်းကတည်သွားခဲ့တာဖြစ်ပါတယ်။ဒီတချင်းကုန်ကြမ်းဈေးဟာတခြားတချင်းနှစ်ပုတ်လောက်ကုန်ကြမ်းဈေးနဲ့တူတယ် အကုံကြများခဲ့တယ်လို့လည်းသဆိုင်ကပြောပါယ်ဒါပေမဲ့လည်းကုံရကျိုးနှက်စွာပဲစုရခဲ့တာဖြစ်ပါယ်ထိုင်းမှာမြန်မာလူမျိုးတယောက်အနေနဲ့စုသွားယူခဲ့လို့လည်းဂုံယူကြောင်ပြောလာခဲ့ပါယ်သူ့ရဲ့တခြင်းကိုတကဘာလုံးကအတိမတ်ပြုပေးကြလို့ကျေနပ်ခဲ့ရကြောင်ဆိုလာခဲ့ပါယ်အားလုံးကလည်းချီးကျူးကြသလိုသူ့အနေနဲ့လည်းအပိကြလို့ကျေးဇူးတင်ကြောင်ဆိုပါယ်သဆိုင်ရဲ့တခြင်းဗီဒီယိုတော်တော်များများကတကယ့်ကိုမှအကုံကြခံမိရိုက်ကူထားကမြန်မာအလှပတွေကိုကဘာကအတိမတ်ပြုခဲ့ကြတာကြီးပဲဖြစ်ပါယ် ိုင်ငံပေါင်းများစွာတိတ်ကမှမြန်မာနိုင်ငံကအခုလိုမျိုး music mp creative စုကိုရရှိခဲ့ရလေဂုဏ်ယူရတာဖြစ်ပါတယ်။ရွှေပြည်ချင်းတချင်းကိုပြန်လဲတည်ဆုပ်ခွင့်ပေးတဲ့ငွေရင်းတေးတန်ရှင်နဲ့တည်ရဖြစ်တဲ့ဆရာဆိုင်ဆိုင်မော်ကိုလည်းကျေးဇူးတင်ကြောင်းပြပြခဲ့ပါတယ်။ဆရာဆိုင်ဆိုင်မော်တည်ဆုပ်ခွင့်ပြုခဲ့လို့သာအခုလိုမျိုးဖန်တီးခွင့်ရခဲ့တာလို့ဆိုပါတယ်။တကယ်လို့ဆရာကြီးသာရှိနေမယ်ဆိုရင်လည်းဆရာကြီးကဂုဏ်ယူနေမှာလို့ဆိုပါတယ်။တချင်းစာဝယ်တုန်းကဆိုင်ဆိုင်မော်ကအသက်ရှိနေပြီးတမ်းမာရင်မကောင်းတဲ့အချိန်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးပြီးတဲ့အခါမှာတော့ဆိုင်းဆိုင်မော်မရှိတော့သလိုဗီဒီယိုကိုလည်းဆိုင်းဆိုင်မော်ကမကြည့်သွားခဲ့တာဖြစ်ပါတယ်။ဆိုင်းချစ်တဲ့ယတနာတချင်းထွက်ပြီးတော့ဆရာကြီးဆိုင်းဆိုင်မော်ကိုသွားပြတဲ့အချိန်မှာဆရာကသဘောကျပြီးသူ့ရဲ့တချင်းတွေတဲကနောက်ထပ်သဘောကျတဲ့တချင်းကိုရွေးပြီးထပ်ဆိုပါလို့ခွင့်ပြုခဲ့ရကြောင်းသဆိုင်ကချွေပြီးချင်းတချင်းကိုရွေးချယ်ခဲ့ကြောင်းလည်းပြောလာခဲ့ပါတယ်။သဆိုင်ကလည်းသူ့ရဲ့တချင်းတွေကိုအကောင်းဆုံးပုံစံမျိုးနဲ့လုပ်ခဲ့ရကြောင်းပရိသတ်တွေလက်ခံပေးခဲ့တာဆိုပြီးပြောလာခဲ့ပါတယ်။ပရိသတ်တွေလည်းသဆိုင်အတွက်ကွန်ပျူတာကားလေးပြောပြီးခဲ့ကြပါအောင်ရှင်။